ဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့သင်ခန်းစာကတော့ကျွန်တော်ဒီ accounting software တွေကနေပြီးတော့ဒီဇယားကွက်တွေထုတ်လိုက်တယ်ဒါမှမဟုတ် data analysis လုပ်တဲ့ software တခုတွေကနေပြီးတော့ဇယားကွက်တွေထုတ်လိုက်တယ်ပေါ့နော်အဲ့လိုထုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကနော်ဒီအကွက်လွတ်တွေပါလာရပေါ့နော်အဲ့တော့အကွက်လွတ်တွေပါလာတဲ့အခါမှာ data analysis လုပ်ရတာကဒီပုံစံနဲ့ဆိုရင်တော်တော်လေးခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့က proper data set ပေါ့နော်အာ data analysis လုပ်ဖို့အတွက် အသုံးချနိုင်အောင် data တွေကိုအခုလိုအနီအောင်ခြေထားတဲ့ဇာတ်ကွက်ကပုံစံအတိုင်းတသမှတ်တည်းဖြစ်အောင်လုပ်ပေးရမှာပါအဲ့တော့ Excel ရဲ့ analyze ကလည်း data analysis လုပ်မယ်ဆိုရင် database တွေကိုအခုလိုအကွက်လွတ်တွေအနေနဲ့တိစောက်ထားလို့မရပါဘူးဒါဆိုရင်ကျွန်တော်တို့ကကောင်းပြီအဲတခြားသော feature တွေကိုမသုံးမနဲ့လွယ်လွယ်ကူကူပဲပေါ့နော်အခုလိုရလာတဲ့ data တွေကိုဒီဘက်ကပုံစံတိုင်းဖြစ်အောင်လို့လုပ်မလဲဆိုတော့အကြောင်းပြောပြပေးမှာပါ ။ဟောပြီအရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီ data set တစ်ခုလုံးကိုအခုလိုမျိုးဆက်လက်မှတ်လိုက်မယ်။ပြီးတော့ control နဲ့ g နဲ့နှိပ်မယ်။နှိပ်ပြီးတော့တဲ့အခါမှာကျွန်တော်တို့ special ကိုရွေးပါမယ်။ရွေးပြီးတော့ရင်တော့ဒီနေရာမှာကျွန်တော်တို့နော် blank ကိုရွေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော် blank ဆိုတာရှိတယ် blank ကိုရွေးမယ်ကောင်းပြီကျွန်တော်ရွေးလိုက်ပြီရွေးပြီးတော့ okay နှိပ်ပါ okay နှိပ်ပြီးသွားတဲ့အခါမှာညီမြချင်းတစ်ချက်နှိပ်ရမယ်ပြီးရင် ဒီဆဲခွက်ရဲ့အပေါ်မှာရှိနေတဲ့အကွက်ကိုကလစ်ရက်ပေးပါပေးပြီးတော့အဲ control under ခေါ်လိုက်ပါခေါ်လိုက်တာနဲ့ဒီပြိုင်နဲ့အခုလိုမျိုးအဲကျွန်တော်တို့အကွက်လွတ်တွေမှာတူညီတဲ့စကလုံးတွေကိုဖြည့်ပြီးတာကိုတွေ့ရပါလိမ့်မယ်ကောင်းပါပြီကျွန်တော်တင်ကန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတာကျေးဇူးတင်တယ်အေဂျင်နဲ့ပတ်သက်တဲ့အခက်အခဲပြေးလည်ကြပါစေနောက်ပိုင်းတင်ကန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်